အားလုံးပဲမင်္ဂလာပါရှင်။သမီးတို့ကတော့ PNFC online ကျောင်းမှာပညာသင်ကြားနေကြတဲ့ Grade 2ကျောင်းသားကျောင်းသူများပဲဖြစ်ပါတယ်ရှင်။သမီးတို့အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာသမိုင်းဝင်ကောင်းဆောင်တဲ့ဦးဖြစ်တဲ့ကျန်စစ်သားမင်းအကြောင်းပဲဖြစ်ပါတယ်ရှင် အလုံးပဲကြည့်ရှုနားဆင်ပေးကြပါအောင်ရှင် ပကံပြင်းမှာအနော်ရထမင်းကြီးအာကိုရတဲ့သူရဲ့ကောင်းတယောက်ရှိခဲ့တယ်။သူ့နာမည်ကတော့ကျန်စစ်သားဖြစ်တယ်။ကျန်စစ်သားဟာငငယ်ကတည်းကယူသားဖြောင့်မတ်ပြီးရဲရင်ထမြဲတဲ့အပြင်တိုက်ခိုက်ရတာကိုလည်းဝတ်နာကျန်စစ်သားအရွယ်ရောက်လာတဲ့အခါဒါကလန်ကြီးလင်းရအတဲစင်စီမြင်းစီအတတ်ပညာတွေကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်တယ်။ လက်ယုံဤနှလုံးဤနဲ့ပြေဆုံးတာကြောင့်ပုဂံသူရဲ့ကောင်းတရားအဖြစ်ထင်ရှားလာခဲ့တယ်။ကျန်စစ်တာဘင်းရင်ပြလာတဲ့အခါနိုင်ငံတော်စီလုံးညို့စေဖို့မွန်ဗမာစီလုံးရေးကို ဆောင်ရွက်တယ်။အကြီးအချင်းရှိတဲ့မွန်ပညာရှိတွေကို ထိုက်သိမ်းနဲ့ရာထူးတွေပေးတယ်။ไซปิโอลีလုံငန်းတိုးတက်စေဖို့ဆယ်မြောင်းကန်ချမ်းတွေကို ပြုပြင်တည်ဆောက်ခဲ့တယ်။ ကျင်းစစ်တမင်းဟာအနောယထာမင်းလက်ထက်ကအပြီးမတက်ခဲတဲ့ရွှေစည်းကုံစည်ဒီကိုပြီးစီအောင်တိဆောက်တိဆောက်ခဲတဲ့အာနေရာကူဖရားကိုလည်းတိထားကိုွယ်ခဲတဲ့ကျင်းစစ်တမင်းတိထားကိုွယ်ခဲတဲ့အာနန္ဒကူဖရားနဲ့ကျင်းစစ်တမင်းလက်ထက်ရေထုတ်ခဲ့တဲ့ မြစေဒီကြောက်စာဟာမြန်မာနိုင်ငံမှာတမကကဘာထင်အောင်ထင်ရှားခဲ့တယ်။ကျန်စစ်သားမင်းကြီးဟာတိုင်းရင်းသားစီလုံးရေးစိုက်ပျိုးရေးနဲ့ တတနာရည်တွေကိုလည်းတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ပထမမြန်မာနိုင်ငံတော်ဟာကျစတာမီလက်ထက်မှာအီချမ်းသာယာပြီးတိုးတက်ဖွံ့ဖြိုးခဲ့တယ်။အခုတော့နားဆင်ပေးကြခဲ့တဲ့ဆရာဆရာမနဲ့တကွကျောင်းသားကျောင်းသူတွေကိုကျေးဇူးများရေးတင်ရှိပါတယ်ရှင်။